င်္ဂလာပါကျွန်တော်ကတော့ second year computer science first sem မှာတက်ရောက်နေတဲ့ကျွန်တော်တက်ရောက်ဖြစ်ပါတယ်ဒီလက်ရှိကျောင်းမှာပေါ့နော်အဲဒီ innovative project လေးတခုရှိပါတယ်အဲ့ innovative project လေးကဆိုရင်တော့ဒီ machine learning ကိုအသုံးပြုပြီးတော့ဒီဒီလောက်ရမယ့် project လေးတခုဖြစ်ပါတယ်အဲ့ project မှာဆိုလို့ရှိရင်ကျွန်တော်ဒီဒီ data collection နေဒီ problem definition နေပြီးလို့ရှိရင်ဒီဒီပြလာတဲ့ data ပေါ်မှာဒီ data splitting နေပြီးလို့ရှိရင်အဲ့ deploy ထုတ်ပြီးတော့အဲဘယ် prediction လောက်အောင်ပါဗောနော်ဒီ prediction ပုံမှာဟိုဘယ်ဘယ် algorithm အကောင်းဆုံးဖြစ်မလဲဆိုတော့ဒါကိုကျွန်တော်တို့အကောင်းဆုံး algorithm ကိုအအသုံးပြုပြီးတော့ဒီဒီ hacker နဲ့သက်ဆိုင်တဲ့ဒီလိုမျိုးအဲ့ diabetes ဒီဆေးရုံတိရဆေးရုံတွေတွေးကြတဲ့အလိုမျိုးဖြစ်နိုင်တဲ့ဒီပြဿနာတွေကိုဒီဒီလိုမျိုး prediction တွေလုပ်လုပ်ပြီးတော့ဒီ machine learning အကောင်းကြီးလောက်သွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားနေရတော့ဒီ machine learning လောလောဆယ်ဒီ machine learning ပေါ့နော်ဒီ ကင်မရာ science ကိုတကယ်လို့လာမယ်ဆိုလို့ရှိရင်ဒီ subject တွေကစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီပြီးတော့ဒီဆရာမတွေကလည်းဒီလိုကျောင်းသားတွေလာမယ်နေရာရှိလို့ရှိရင်ဒီလို private time တွေခေါ်ပြီးတော့အဲ့လိုမျိုးရှင်းပြရမျိုးဖြစ်ဖြစ်ပြီးလို့ရှိရင်အာဒီဟိုထပ်ကတက်ကရှင်းပြပေးတာဖြစ်ရင်ဆရာမတွေကလည်းအရင်သဘောကောင်းပါတယ်ဒီ computer science ကိုယူပြီးတော့ဘာလုပ်မယ်လို့စဉ်းစားထားတယ်အဲအခုကတခြားမသိဘူးဥပမာ first year ဆိုတော့ second year ပြီးရင်တော့ကျောင်းသားတွေ ဆင်းဟန်မှုရှိရဲခါကြာရင်အရင်ဆင်းမယ်အဲဒီလိုအဲအရင်ဆင်းပြီးရင်အမှကိုကြိုက်တဲ့ဟာကိုကြည့်မှာမဟုတ်ပြီးရင် final ဆက်တယ် final တက်ပြီးလို့ရှိရင်အဲကိုကြိုက်တဲ့ community တွေတွားပြီးတော့ဒီ AI နဲ့ပတ်သက်တဲ့ဟာတခုလို့ပြောရစမ်းပါမယ်နော်အဲ game developer ဖြစ်နေတယ်အဲ့တော့ game developer လောက်လောက်ဖြစ်မယ်ထင်တယ်